စကားရရင်ဝင်ပူးနေတဲ့ဖြစ်ရက်နဲ့ကြုံတွေ့ခဲ့ရတဲ့မြင့်မြတ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။မြန်မြတ်ကတော့မီဒီယာလည်းမသုံးဆွဲသလိုပွဲတွေမှာဆိုရင်လည်းသိပြီးတော့ပါလိမ့်မရှိပါဘူး။ဒါပေမဲ့ Social Media မှာကြက်ထနေတဲ့ပွဲတွေကိုပြန်ခနဲ့ပြီးတော့ရှိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကြီးတွေမှာတော့မြန်မြတ်ကခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်သရုပ်ဆောင်လုပ်နေတာဖြစ်ပါတယ်။မကြာခင်မှာဆိုရင်လည်းမြန်မြတ်အထက်သရုပ်ဆောင်ထားတဲ့168နာရီရုပ်ရှင်ဇာတ်ကြီးကရုံတင်ပြသတော့မှာလေ ဖြစ်ပါတယ်။အရိယုရှင်ဇကာကြီးမှာမြင့်မြတ်ကတနေသောသမဏေယားကနေပြီးတော့ပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။အရိကားမှာအလှမေရီရှင်ပြန်ရင်နဲ့နေဝင်ပူကြတဲ့ဇဝင်ကန်းတွေလည်းပါတာဖြစ်ပါတယ်။ Miss Grand မြန်မာ2024ထိုင်ပွဲရဲ့ costume ပြိုင်ပွဲမှာတော့ငါကကြီးတဲ့ဝတ်စုံတွေဝတ်ဆင်ပြီးတော့ရှင်ပြိုင်နေရင်းနဲ့ငါပူတဲ့ဇဝင်ကန်းတွေလည်းပါလာခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာအရင်နဲ့ပူတာကကြက်ထခဲ့တဲ့ရာဖြစ်ပါတယ်။ဟိုးလေးတကြောကြောနဲ့ဖြစ်ပွားခဲ့တဲ့ပွဲဆိုရင်လည်းမမားပါဘူး။ဒါကြောင့်မို့အဲ့ဒီအဖြစ်အပျက်ကိုမြမြတို့ကသူတို့ရဲ့ဇာကားမှာထည့်သွင်းရိုက်ပြထားတာဖြစ်ပါတယ်။အဲ့ဒီဇဝင်ကန်းကိုရိုက်တဲ့အချိန်မှာ Miss Grand မြန်မာပြိုင်ပွဲမှာဝေပြားခဲ့ကြတဲ့ဝစ်စုံတွေကိုဒါပြန်ငါပြီးတော့တရုတ်ဆောင်တွေကဝစ်စင်ပြကြတာဖြစ်ပါတယ်။ဒါအပြင်ဝင်ပူတဲ့ဇဝင်ကန်းကိုရိုက်တဲ့အချိန်မှာမြမြကပါဝင်ပူတော့တဲ့ပုံစံမျိုးရိုက်ရတာဖြစ်ပါတယ်။ဇာကားထဲမှာမြမြကကဒါဝင်ပူ ွားတာဖြစ်ပေမဲ့လက်တွေ့မှာတော့မြင်းမြတ်တယောက်တည်းမဟုတ်ပဲရှိုးရှောက်ကြတဲ့ model တွေကလည်းဝင်ပူးနေကြတာပါမြင်းမြတ်ကအခုလိုဝင်ပူးတာမျိုးတခါမှမမြင်ဘူးပါဘူး model တရုတ်ဆောင်တွေကနက်ကြီးတဲ့ဝတ်စုံတွေကိုဝတ်ဆင်က Miss Grand Myanmar 2024ပြိုင်ပွဲမှာတော့လို့စင်ပေါ်မှာဝင်ပူးကုန်ကြတာဖြစ်ပါတယ်ငိုတဲ့သူကလည်းငိုသလိုဝင်ပူးလို့မိကျင်သလိုဖြစ်သူကလည်းဖြစ်နေစီကားနေကြရလို့သိရပါတယ်အခုလိုဖြစ်ပျက်တဲ့ရောမြင်းမြတ်ကတခါမှမမြင်ဘူးတာမို့အရန်ကိုလန့်သွားခဲ့တာဖြစ်ပါတယ်ဝ ဝင်ပူးတယ်ဆိုတာကိုအယုံကြည်မရှိပဲမျက်မြင်ကိုတွေ့ဖြစ်သွားခဲ့တာပါပူးတာကက်တာရီကိုကျွန်တော်တကားမှမတွေ့ဘူးဘူးကြောက်တော့ကြောက်တာပေါ့ဆိုပြီးတော့မြင်းမြက်ကဖွင့်လာခဲ့တာဖြစ်ပါတယ်ဒါအပြင်မြင်းမြက်ကအခုလိုပူးတာကက်တာရီကိုမတွေ့ရအောင်အမြဲတမ်းရှောင်ပြီးတော့နေနေခဲ့တာဖြစ်ပါတယ်တကားမှပူးတာကိုမတွေ့ဘူးတာမို့ပထမဆုံးအချိန်တွေ့တဲ့အချိန်မှာဘလို့ကူညီပေးရမလဲဆိုပြီးတော့အကြက်တွေ့သွားခဲ့ပါသေးတယ်စိတ်မကောင်းလဲဖြစ်သွားခဲ့တာပါဟာတာညံရွှေနဲ့မြင်းမြက်ကငိုပြီးတော့ပူးကက်နေကြတဲ့အပေါ်မှာရိုက်ကူးရင် နေတာကြောင့်ရောရောပြီးတော့ငိုနေရလားမသိဘူးဆိုပြီးတော့လဲစားနောက်နေကြတာဖြစ်ပါတယ်။ရိုက်ကူးရေးကနေတာကြောင့်ရောရောပြီးတော့ငိုနေရလားဆိုပြီးတော့မြင်းမြတ်ကစားနောက်တာ ဖြစ်ပါတယ်။မြင်းမြတ်ကအခုလိုပွဲစူရာတွေကိုပါဇကားနဲ့ထဲရိုက်တဲ့ကားတွေမှာပဝင်တရုပ်ဆောင်နေတာကြောင့်တချို့ကလည်းဝေဖန်လို့နေကြပါတယ်။ဘောကားတွေကိုသာရိုက်နေတဲ့မင်းသားဆိုပြီးတော့ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ မြင်းမြတ်ကတော့အခုလိုဝေဘနာတွေကိုသိကယူမဆိုင်ပါဘူး။သူ့အနေနဲ့နှုပညာလောကကိုစတင်ဝင်လာတဲ့အချိန်မှာဒရမာမင်းသားဖြစ်ခဲ့ပေမဲ့လည်းရုံတင်ဇာတ်ကားတွေရိုက်ကူးရတဲ့အချိန်မှာဟာသရုပ်ရှင်တွေနဲ့သာအကျိုးပေးတာဖြစ်ပါတယ်။ထို့လိုရေလုံငန်းရှင်တွေကလည်းမြင်းမြတ်ကိုဆိုရင်ဟာသကားတွေရိုက်ဖို့သာအဓိကထားပြီးတော့ငားကြတာဖြစ်ပါတယ်။ကျွန်တော်ကဒရမာတွေချိုးပြီးတော့ရိုက်ချင်ပေမဲ့လည်းထို့လိုရေတွေကစီးပွားရေးအတွက်ဟာသကားပဲရိုက်ချင်ကြတာမို့မတတ်နိုင်ပါဘူးဆိုပြီးတော့မြင်းမြတ်ကဖွင့်ဟထားပါတယ်။ပရိသတ်ကြီးရောမြင်းမြတ် ဝင်ထားတဲ့ဇာတ်ကားတွေထဲမှာတကယ်ပဲဝင်ပူးကြရလို့ထင်သလားဟန်ဆောင်ထားရလို့ထင်လားဆိုတာပြောပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်